မြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကရဝင်းမွန်ရွှေဤတောင်မဝင်းနိုင်နဲ့စိန်ပရက်ကြီးနဲ့ခြေပြခဲ့တဲ့အေးဝီတောင်ပြည်သက်များအားလုံးမင်္ဂလာပါရှင်အားလုံးမဲတည်ထားကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့အနုပညာလောကမှာအချမ်းသာဆုံးမင်းသမီးကဘယ်သူလဲလို့မေးလိုက်ရင်ပြင်းမြင်မိကြတာကတော့ထိတ်တဲမင်းသမီးဝင်းမွန်ရွှေဤဖြစ်ပါတယ် ဝိမုံရွှေဆိုတာကအမှုပညာကြီးအမြင့်ဆုံးမင်းသမီးဖြစ်တယ်လို့သူမရဲ့ခင်မုန်းတဲ့ကမြမပြီမှာထိတ်သီးစည်ရင်ဝင်အချမ်းသာဆုံးတတိကြီးနိုင်ဖြူကျော်ဖြစ်နေရကြောင်းသူမရဲ့ကြွားချမ်းသာမှုတွေကပြောမကုန်ဖြစ်ပါတယ်။ပွဲတက်တွေမှာဆိုရင်ဝိမုံရွှေကြီးဝစ်စင်ထားတဲ့စိန်တွေရတနာတွေဆိုတာတန်ဖိုးဖြတ်ဖို့တောင်ခက်ခဲလောက်အောင်ကြီးကျယ်ခမ်းနားလောနာပရိသတ်တွေရဲ့အမြင်ပါပဲ။ဒါပေမဲ့အခုရပိုင်းမှာတော့အဲ့ဒီလိုအချမ်းသာဆုံးလို့တတ်မှတ်ခံထားရတဲ့ဝိမုံရွှေကြီးတောင်မှမဝင်နိုင်သေးတဲ့တန်ဖိုးအပြင် လာတန်းပေါင်းများစွာတန်ကြီးရှိတဲ့စိတ်ပရဲ့ကြီးကိုဝစ်ဆင်ပြီးတော့ပရိသတ်တွေကိုအင်အားတင့်သွအောင်လှုပ်လိုက်တဲ့မင်းသမီးတလက်ထွက်ပေါ်လာခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပါဘူး။ပရိသတ်ချစ်တဲ့မအေးတောင်းလို့ခေါ်တဲ့အေးဝီတောင်းပဲဖြစ်ပါတယ်။အေးဝီတောင်းရဲ့ပုံရိပ်တွေဟာအွန်လိုင်းပေါ်မှာတော်တော်လေးကိုကြည့်ရထားသွားခဲ့ပါတယ်။သူမဝစ်ဆင်ထားတဲ့စိတ်ပရဲ့ကြီးရဲ့ဒီဇိုင်းကရှေးဆန်ပြီးတော့ခန်းထားသလိုစိန်တဝင်းချင်းစီရဲ့အရွယ်စားကလည်းပဲစည်းကမ်းလောက်ရှိပြီးတော့အည်အသွေးအကောင်ဆုံးစိန်တွေကိုသာတုံးထားတာတွေ့ရ ရပါတယ် ဒါကရိုးရိုးစိန်ကုံမဟုတ်ပဲမဟာဆန်နဲ့မျိုးရိုးစင်ဆက်တထေးကြီးတွေမှသာပိုင်ဆိုင်နိုင်တဲ့အမွေအနှစ်ယရနာကြီးတခုလိုပါပဲပရိသတ်တွေကတော့ဝင်းမွန်ရွှေတောင်တလောက်ကြီးတဲ့ဘရက်ကြီးမျိုးဝိတာမတွေ့ဘူးသေးဘူးမအေးတောင်းကတကယ်ပဲကျွဲဝချမ်းသာမှုနဲ့ခြေချလိုက်တာပဲလို့ပြောဆိုနေကြပါတယ်တကယ်တမ်းကျတော့လေအေးဝီတောင်းဆိုတာအနုပညာလောကမှာနာမည်ကြီးုံတဲ့မဟုတ်ပါဘူးသူမကိုယ်တိုင်ကလည်းမိသားစုမျိုးရိုးစင်ဆက်ကလေးကပြည့်စုံချမ်းသာခဲ့သူတယောက်ပါဒါတင်မကတည်းပါဘူးသူမရဲ့အိမ်ထောင်ဘက် င်မောင်းတယ်ဆိုတာကနဲပါသူမဟုတ်ပါဘူးနော်ပြည်တွင်းမှာနာမည်အကြီးဆုံး ID နဲ့ phone accessories company တစ်ခုဖြစ်တဲ့ Remarche ပိုင်ရှင်တတိကြီးတူဖြစ်ပါတယ်ဒါကြောင့်မအေးတောင်းကအမှုပညာရှင်ဆိုတဲ့ဂုံပုတ်အပြင်ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တတိကြော်ကြီးတူလည်းဖြစ်နေပြန်ပါတယ်သူမရဲ့လက်ရှိအနေအထားသူမရဲ့ကြွယ်ဝမှုအရှိန်ဝါနဲ့ဆိုရင်အခုလိုတန်ဖိုးကြီးမှလာပါတဲ့စိန်ပယံကြီးကိုဝေ့စင်နိုင်နေဆိုတာကသိပြီးတော့ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးတကယ်တမ်းမှာတော့ဒီလောက်ကြီးကျယ် ယ်ခန်းထားတဲ့စိန်ပရက်ကြီးနဲ့မအေးတောင်းရဲပုံရိပ်တွေဟောမြန်မာနိုင်ငံရဲ့စိန်လောကမှာထိတ်တန်းကားရက်တင်နေတဲ့စိန်စပယ်ဘူးစိန်ရွှေရတနာဆိုင်ရဲ့ကြော်ညာရိုက်ကူးရီတစ်ခုဖြစ်ပါတယ်။ဒီကြော်ညာကရိုးရိုးကြော်ညာမဟုတ်ပါဘူး။ musical ဆန်ဆန် opera ဆန်ဆန်ရိုက်ကူးထားပြီးဝါရင်တယုတ်ဆောင်ကြီးတွေဖြစ်တဲ့ဒေါ်ဝဝဝင်းရွှေဒေါ်ခင်မမွေဒါရိုက်တာသားညီချမ်းမင်းရဲ့ထွတ်တို့လိုအနုပညာရှင်တွေနဲ့အတူမိသားစုပုံစံကြီးကြီးကျယ်ကျယ်ရိုက်ကူးထားတာပါ။ ဒီဇလန်နဲ့မှာတော့မအေးတောင်းကအငယ်ဆုံးသမီးလေးဖြစ်ပြီးတော့ပါဝင်ထားပြီးတော့မိသားစုရဲ့တန်ဖိုးမဖြစ်နိုင်နဲ့အမွေအနှစ်စင်ပရဲ့ကြီးကိုလက်စင်ကန်အမွေရရှိလိုက်တဲ့ပုံစံမျိုးတင်ဆက်ထားဖြစ်ပါတယ်။ကြော်ညာလို့ဆိုပေမဲ့မအေးတောင်းရဲ့ဝိစဉ်ထားတဲ့ပုံစံသူမရဲ့ချက်တည်ရှိလဲအလားတရားနဲ့ဒီစင်ပရဲ့ကြီးကတကယ်ကိုလိုက်ဖက်ညီလောနာကြောင်းပရိသတ်တွေကအစ်စ်လို့ထင်မှတ်သွားကြတာမဆန်ပါဘူး။မအေးတောင်းကိုယ်တိုင်ကလည်းဒီရိုက်ကူးရေးမှာဝိစဉ်ခဲ့ရတဲ့စင်စပယ်ဘူးကစင်ပရဲ့၃ခုလောက်ကိုအ ရန်သဘောကျပြီးတော့ဝယ်ယူနေတယ်လို့အင်တာဗျူးတွေမှာဖြေကြားထားပါတယ်။သူမလိုမျိုးတတိကရော်တယောက်နေနေကတော့ခင်မုန်းတဲ့ကိုပူဇော်လိုက်ရင်ချက်ချင်းရနိုင်မှသိကြပါတယ်။ကေပရိသတ်ကြီးရောဘလို့မြင်လဲဝိမုံရှိန်နဲ့အပြိုင်ကျွေးပေါင်းမှုတွေကိုထုတ်ပြနိုင်တဲ့မအေးတောင်းရဲ့ဒီစိန်ပရဲ့ကြီးကတကယ်ကိုပဲပါဇက်အဟောင်းသားဖြစ်သွားစေတယ်မဟုတ်လား။သူတို့နှစ်ယောက်ထဲမှာဘယ်သူကပို့ပြီးတော့စက်တည်ရရှိလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။